ဒီနေ့တော့အမေရိကန်ကိုကမ္ဘာနိုင်ငံများစွာကဘာကြောင့်ကြောက်ရွံ့နေရတာလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ကာကွယ်ရေးအသုံးစရိတ်တွေငွေကြေးအများဆုံးသုံးတဲ့နိုင်ငံစင်းမှာအမေရိကန်ကထိတ်ဆုံးကနေရပ်တည်နေတာအော့စရာတော့မရှိပါဘူး။နောက်ထပ်နိုင်ငံ၉နိုင်ငံမှာရှိတဲ့ကာကွယ်ရေးအသုံးစရိတ်ကိုပေါက်ထည့်လိုက်မယ်ဆိုရင်တော့အမေရိကန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုမိမေမထင်သေးပါဘူးအမေရိကန်ဟာတနစ်မှာဒေါ်လာဘီလီယံ၉၀၀ကျော်ရှိတဲ့ကာကွယ်ရေးအသုံးစရိတ်တွေကိုသုံးစွဲနေပြီးတပ်ဖွဲ့ဝင်အင်အား၂သန်းကျော်ရှိပါတယ် ကမ္ဘာအနှံ့မှာလည်း American စစ်အခြေစိုက်စခန်းပေါ်900ကျော်ရှိပါတယ်။ကကွေရဲမှာငွေချေးအမြောက်အများအသုံးပြုထတာဟာ American ကိုယနေ့ကမ္ဘာမှာတဦးတည်းသော Super Power ဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပြီးပြိုင်ဖက်ကင်ကင်းနဲ့သူ့ကိုစိန်ခေါ်နိုင်မဲ့သူမရှိသလောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဒါမှမဟုတ်တရုတ်လိုနိုင်ငံမျိုး၉နိုင်ငံလောက်က American ကိုတိုက်ဖို့စ조사မယ်ဆိုရင်ရောအခုကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကတော့ American ကိုဘယ်နိုင်ငံမှမရှင်းနိုင်တဲ့အကြောင်းရင်းတွေထဲကတချို့ပဲဖြစ်ပါတယ်။ မေရိကန်ရဲ့ကြီးတဲ့အမေရိကန်ရဲ့မြေပြင်ကြီးတဲ့အင်အားဟာအတော်လေးကိုကြီးမားပါတယ်။ကင်ကနဲတွေရရတော့တပ်ဖွဲ့ဝင်အင်အားနှစ်သန်းကျော်နဲ့အရဲသားစစ်မှုထမ်းအင်အား၈သိန်းနေပါရှိပါတယ်။ဒါကိုကြည့်ချင်းအပြင်အမေရိကန်စစ်တပ်အင်အားဟာချီကာဂိုမြို့မှာရှိတဲ့လူဦးရေထက်ပိုများနေတာကို တွေ့ရပါတယ်။ UK ရဲ့စစ်တပ်အင်အားနဲ့ night chain ကြီးမယ်ဆိုရင် UK မှာစစ်သည်အင်အား၃၅၂၄၀၀၀အောက်မှာသာရှိပါတယ်။ American စစ်တပ်တွေရဲ့လှုပ်ရှားရွှေ့ပြောင်းနိုင်မှုကလည်းအတော်လေးကိုမျက်စမ်းပါတယ်။ အမေရိကန်ရဲ့ချက်တပြက်တုံးပြန်ရေးတပ်ဖွဲ့ဝင်တွေဟာဆိုရင်ကမ္ဘာမှာရှိတဲ့ဘယ်နေရာကိုမဆိုဆစ်ရှစ်နိုင်ရေးတွင်းဆေလွတ်နိုင်တာလည်းဖြစ်ပါတယ်။အဲ့ဒါဟာလေးဆစ်ရှစ်နိုင်ကြအချင်းယူရတဲ့ Netherlands Marine တပ်ဖွဲ့ဝင်တွေထက်ပိုပြီးမျက်စင်ပါတယ်။အမေရိကန်ကြီးတဲ့တွေဟာအကောက်အစွန်းနည်းပညာတွေအသုံးပြုထားတဲ့ M1 Abram တင်ကောက်တွေကိုအသုံးပြုကြပါတယ်။အဲ့တင်ကားတွေကို1980ပြည့်နှစ်တွေကတည်းကအသုံးပြုကြတာဖြစ်ပြီးကမ္ဘာပေါ်မှာတော့ခန္ဓာရဲ့အရှိဆုံးတင်ကားတွေထဲကတစ်ခုဖြစ်ပါတယ် အစင်မြင့်တင်မှုတွေကိုအများကြီးပြုလုပ်ထားပြီးတိကျမှုကတော့ဘယ်သူမှမရှင်းနိုင်ပါဘူး။အတင်က2500လောက်ဟာတိုက်ပွဲဝင်ဖို့အသင့်အနေထားမှာရှိနေပြီးဒေါ်လာယုံတွေမှာလည်းအစီးရထောင်နှန်းချီကြန့်ရှိနေပါသေးတယ်။တရုတ်ရဲ့အကောင်းဆုံးတင်ကားဖြစ်တဲ့ Type 99နဲ့ Nation ကြည့်မယ်ဆိုရင်တရုတ်ရဲ့တင်ကားတွေဟာအစီးရ1100လောက်ပဲရှိပါတယ်။ M1 Abram တင်ကားတွေဟာအတော်လေးကိုစွန့်ရီမိမကြပါတယ်။ မင်းကောင်ရဲ့1500အားကိုပေးစွန်းနိုင်တဲ့ Honeywell AGD 1500 Dengwit Turbine 3 engine ကိုအသုံးပြုထားပြီး M256 အမျိုးအစား120 mm ပျောက်ချောအမြောက်တွေတက်ဆင်ထားပါတယ်။အဲ့ဒီအမြောက်တွေဟာပြစ်မှတ်တွေကိုတိတိကျကျပြစ်ခတ်နိုင်တဲ့အဆင့်မြင့်အမြောက်တွေပဲဖြစ်ပါတယ်။အဲ့တင်ကားတို့ရဲ့စွန်းရီကိုပင်လေခွက်စစ်ပွဲတွေမှာတက်တဲ့ပြခဲ့ပြီပဲဖြစ်ပါတယ်။ရန်သူတွေဟာအဲ့တင်ကားတွေကိုမဖျက်ဆီးနိုင်ခဲ့ကြပါဘူး။အဲ့ဒါတွေကြောင့်ပဲကမ္ဘာအကောင်စွန်းတင်ကားတွေထဲကတခုဖြစ်လာခဲ့တာဖြစ်ပါတယ်။ အမွတ်အဘရမ်တင်ကာတွေကိုအာဖဂန်နစ္စတန်စစ်ပွဲဆော်ဒီအာရေဗျမှာဖြစ်တဲ့ယီမင်ပြည်တွင်းစစ်နဲ့ယူကရိန်းကိုကျူးကျော်တဲ့ရုရှားစစ်ပွဲတွေမှာအသုံးပြုခဲ့ပါတယ်။နောက်ပြီးအဲ့ဒီတင်ကာတွေကိုအဆင့်မြင့်တင်ပြီးဩစတြေးလျ၊အီဂျစ်၊အီရက်၊ကူဝိတ်၊ပိုလန်နဲ့ဆော်ဒီအာရေဗျတို့လိုနိုင်ငံတွေကိုလည်းဆစ်လွတ်ထားပါသေးတယ်။နောက်ထပ်ခန္ဓာရေးစွန့်အားရှိတဲ့အမေရိကန်စစ်သုံးရင်ကတော့ M109 Paladin လို့ခေါ်တဲ့တင်ကာပဲဖြစ်ပါတယ်။အဲ့တင်ကဟာတင်ကလိုပုံစံမျိုးဖြစ်ပေမဲ့လေတကယ်တမ်းမှာတော့ကိုပိုင်တွန်းအားရှိတဲ့ဟာဝေဇာအမြောက်တလဲဖြစ်ပါတယ် အဲ့တင်ကားထဲမှာတပ်ဖွဲ့ဝင်၄ယောက်ပါရှိပြီးတခြားစစ်ကရိယာအကူအညီမပါဘဲပြစ်ခတ်နိုင်စွန်းရှိပါတယ်။ M100 Bladen တင်ကားဟာတပ်ဖွဲ့အတွင်းအပြောင်းလဲတွေကိုအလင်းအမြန်ဆောင်ရွက်နိုင်ပြီးစစ်သည်တွေအတွက်လင်းမြန်တိကျတဲ့အထောက်အကူတွေကိုလည်းပေးစွန်းနိုင်ပါတယ်။ပြစ်ခတ်မှုပြုလုပ်နေတဲ့အချိန်မှာလည်းလင်းမြန်သောရွေးချယ်မှုတွေပြုလုပ်နိုင်ပါတယ်။ M100 Bladen တင်ကားကိုဘီနယ်စစ်ပွဲမှာပထမဦးဆုံးအသုံးပြုခဲ့ပါတယ်။ အဲ့နောက်မှာတော့ Yunkeeper စစ်ပွဲပင်လယ်ခွေ့စစ်ပွဲနဲ့ Erat စစ်ပွဲတို့လိုအရေးပါတဲ့စစ်ပွဲတွေမှာအသုံးပြုခဲ့ကြပါတယ်စစ်ပွဲတိုင်းမှာလည်းအဲ့တင်ကားကိုအဆင့်မြင့်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ် တခြားနိုင်ငံတွေဖြစ်တဲ့ဥမာတရုတ်လိုနိုင်ငံမျိုးမှာတော့အဲ့ဒီလိုမျိုးအတွေ့အကြုံရှိတဲ့စစ်သုံးရည်တွေမရှိပါဘူး American ကြီးတဲ့မှာအတော်လေးကိုစွန်းအားမြင့်လက်နက်တွေကိုပိုက်ဆိုင်ထားပါတယ်အဲ့ဒီအထဲကတစ်ခုကတော့ M240 စက်တနက်ပဲဖြစ်ပါတယ်အဲ့ဒီစက်တနက်ဟာတမိနစ်ကိုကြီအတောက်100ပစ်ခတ်နိုင်တဲ့ရုရှားရဲ့ PKM စက်တနက်ထက်တမိနစ်ကိုကြီအတောက်950ပစ်ခတ်နိုင်စွန်းရှိပါတယ် M247 နဲ့ဟာအပေါ်စားရင်တွေကိုဖျက်ဆီးနိုင်ဆုံးရှိပြီး Grenada နဲ့ Panama ကိုကျူးကျော်တိုက်ခိုက်မှုမှာ American တပ်ဖွဲ့တွေပထမဦးဆုံးအသုံးပြုခဲ့ကြပါတယ်။နောက်ထပ်စွန်းအမြင့်လက်နက်ကတော့ M249 Score Automatic Weapon SAW Solo ခေါ်တဲ့အပေါ်စားစက်တဲ့အမျိုးအစားပဲဖြစ်ပါတယ်။အဲ့ဒီစက်တနက်ကတော့တမင်းနေကိုကြေအတောက်800အထိပြစ်ခတ်နိုင်ပြီးပေ1800အကော်အဝေးအတွင်းထိရောက်မှုအားကောက်ပါတယ်။သူကိုဘော့စနီးယားဆိုမာလီယာနဲ့ယူကရိန်းတို့လိုတိုက်ပွဲတွေမှာအသုံးပြုခဲ့ပါတယ်။ အမေရိကန်ကြီးတဲ့မှာ M67 လက်ပြဘုံးကိုအသုံးပြုကြပါတယ်အဲ့လက်ပြဘုံဟာပောက်ကွဲမှုအားကောက်ပြီး16ပေအကွာအဝေးအတွင်းမှာလူသေးစေနိုင်ပြီးပေ90အတွင်းမှာလူတွေကိုဒဏ်ရာများစွာရရှိစေနိုင်ပါတယ်။သူရဲ့ပောက်ကွဲမှုအပိုင်းအစတွေဆိုရင်ပေ950အထိရောက်ရှိနိုင်ပါတယ်။အဲ့လက်ပြဘုံဟာ1960ပြည့်နှစ်ကတည်းကအသုံးပြုခဲ့တာဖြစ်ပြီးအတော်လေးကိုစိတ်ချယုံကြည်ရတဲ့လက်နက်အမျိုးအစားပဲဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့လက်နက်တွေကိုကြည့်ချင်းအားဖြင့် American ကြည့်တဲ့ဟာ Block NDA ရှိတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ ဒါအမေရိကန်ကိုတိုက်ဖို့စိတ်မကူးနဲ့ဆိုတဲ့ပထမဆုံးအကြောင်းရင်းပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းတွေအများကြီးကြန့်ရှိပါသေးတယ်။ကဲဆက်ပြီးကြည့်လိုက်ကြအောင်ပါ။ဒုတိယတစ်ခုကတော့လေတက်။ဒုတိယအကြောင်းရင်းကတော့ကဘာပေါ်မှာအင်အားအကြီးဆုံးလေတက်ကိုအမေရိကန်ကပိုက်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။အမေရိကန်လေတက်မှာအရေးအတွက်စွန်းအားနဲ့နှိပညာတွေဟာအကောင်းဆုံးတွေပဲဖြစ်ပါတယ်။ အမေရိကန်မှာကြက်တိုက်လေရင်1800တိုက်ခိုက်ရေးလေရင်900စီသေးလေရင်600နဲ့ရဟတ်ရင်5800အပါအဝင်လေရင်ပေါင်း13000ကျော်ရှိပါတယ်ဒါဟာကမ္ဘာပေါ်မှာဒုတိယနေရာမှာရှိတဲ့လေရင်ပေါင်း4000သာရှိတဲ့ရုရှားထက်သုံးဆပိုများပါသေးတယ်အမေရိကန်လက်ထက်မှာခင်မင်းနည်းပညာတွေလည်းပိုက်ဆိုင်ထားပါတယ်ဥပမာတစ်ခုကိုပြရမယ်ဆိုရင် F22 Raptor လို့ခေါ်တဲ့ကိုပျောက်တိုက်လေရင်ကိုပြရမှာပဲဖြစ်ပါတယ် ဲ့ဒီတိုက်လေယာဉ်ဟာဆိုရင်1969ခုနှစ်မှာပထမဦးဆုံးပြန်တမ်းမှုပြုလုပ်ခဲ့ပြီးကမ္ဘာအကောင်ဆုံးဝေဟင်တိုက်ခိုက်ရေးလေယာဉ်အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ် F22 Raptor ဟာရေဒါတွေကိုရှောင်ရှားနိုင်ပြီးအတော်လေးကိုလျင်မြန်နှုံးနဲ့ပြန်တမ်းနိုင်ပါတယ်တခြားတိုက်လေယာဉ်တွေမပြန်တမ်းနိုင်တဲ့နီးလန်းတွေနဲ့လည်းပြန်တမ်းနိုင်ပါသေးတယ် F22 Raptor ကိုရှင်းပြနိုင်ဖို့၂၁နှစ်အကြာ၂၀၁၈ခုနှစ်မှာပထမဆုံးပေါ်ထွက်လာတာကတော့ Russia ရဲ့ SU-57 တိုက်လေယာဉ်ပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် SU-57 တိုက်လေယာဉ်ကိုယူကရိန်းစစ်ပွဲလိုစစ်ပွဲတော်တော်များများမှာအသုံးမပြုခဲ့ပါဘူး F-22 လောက်တော့ဘယ်လိုမှကောင်းနိုင်စရာအကြောင်းမရှိပါဘူးအဲ့ဒီတိုက်လေယာဉ်ကိုဝေဟင်မှာစွန်းအားအမြင့်ဆုံးတိုက်လေယာဉ်အဖြစ်ဖန်တီးထားတာပဲဖြစ်ပါတယ် F-22 တိုက်လေယာဉ်ဟာ American လက်ထက်အတွက်တခုတည်းသောအကောင်းဆုံးတိုက်လေယာဉ်မဟုတ်သေးပါဘူးနောက်တစ်မျိုးကတော့ F-35 Lightning II လို့ခေါ်တဲ့တိုက်လေယာဉ်ရှိပါသေးတယ်အဲ့ဒီ jet တိုက်လေယာဉ်ကလည်းကမ္ဘာအကောင်းဆုံးတွေထဲကတစ်စင်းဖြစ်ပါတယ် သူဟာခန္ဓာရဲ့ရှိပြီးရှားဖွေရခက်ခဲကအစင်းမြင့်ဤပညာတွေနဲ့ချိတ်ဆက်ထားတာပဲဖြစ်ပါတယ် F34 Lightning II တိုက်လေယာဉ်ဟာဝေဟင်ရောမြေပြင်မှာပါတိုက်ခိုက်နိုင်လို့ရန်သူတွေအတွက်တော့အတော်လေးအန္တရာယ်များပါတယ်သူ့ကိုတိုက်ပွဲပေါင်းအတော်များများမှာအသုံးပြုခဲ့ပါတယ် American Marine တပ်ဖွဲ့က Afghanistan မှာရှိတဲ့ Taliban တွေကိုတိုက်ခိုက်တဲ့အခါမှာ F35 Lightning II တိုက်လေယာဉ်ကိုအသုံးပြုခဲ့ကြပါတယ် အမေရိကန်လေထက်ကအီရတ်မှာရှိတဲ့ Isaac တွေကိုတိုက်ခိုက်တဲ့ခါမှာလဲအသုံးပြုခဲ့ပြီးအမေရိကန်ရေတပ်ဟာဆိုရင်လဲ F35 Lightning II ကို Indo-Pacific ဒေသမှာအသုံးပြုခဲ့ပါတယ်။အဲ့ဒါဟာ F35 Lightning II ကိုကမ္ဘာနေရာအသီးသီးမှာအသုံးပြုနိုင်တယ်ဆိုတာကိုပြသခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်စွန့်ရင်မီအမေရိကန်လေယာဉ်ကတော့ V2 Sprint လို့ခေါ်တဲ့ကော်ပြောက်ဘုံကျဲလေယာဉ်ပဲဖြစ်ပါတယ်။အဲ့ဒီဘုံကျဲလေရင်ဟာရေဒါတွေကိုရှောင်ရှားပြန်တန်းနိုင်ပြီးအတော်လေးကိုအားကောက်တဲ့လေကြောင်းရံကာကွယ်ရေးစနစ်ရှိတဲ့နေရာတွေကိုလည်းပြန်တန်းနိုင်ပါတယ်။ တကယ်လို့သူ့ကိုရှာတွေ့ခဲ့ရင်လည်းပြစ်ချဖို့အတော်လေးခက်ခဲပါတယ် B2 spray ဟာအရေးကြီးပြီးအကာအကွယ်ကောင်းကောင်းရှိတဲ့ပြည့်မြတ်တွေကိုအလွေတကူတိုက်ခိုက်နိုင်ပြီးရန်သူတွေအတွက်ကတော့ကြီးမားတဲ့ချင်းချောင်မှုတစ်ခုပဲဖြစ်ပါတယ် B2 ဘုံကျဲလေရင်တွေကိုထောက်ကွာ66ခုနှစ်ဆာဘီယာတိုက်ပွဲမှာပထမဦးဆုံးအကြိမ်မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တိုက်ပွဲရဲ့ပထမ10ပတ်အတွင်းမှာပြည့်မြတ်33ရာခိုင်နှုန်းဖျက်ဆီးနိုင်စွန်းရှိခဲ့ပါတယ် အဲ့ဒီနောက်အာဖဂန်နစ္စတန်စစ်စင်ရဲအီရက်စစ်စင်ရဲနဲ့လိုင်ဘီးယားကအော်ဒစ်ဆက်ဒွန်စစ်စင်ရဲတွေလိုမျိုးစစ်စင်ရဲတွေမှာအသုံးပြုခဲ့ပါတဲ့ B2 ဘုံးကျစ်လေယာဉ်ဟာနိုင်30ကြာပြန်တန်းရတဲ့သူ့ရဲ့ပြည့်မျက်စီကိုပြန်တန်းနိုင်ပြီးအထီးခိုက်မရှိဘဲပြန်လာနိုင်ပါတယ် B2 ဟာဘယ်နေရာကိုသွားသွားရန်သူတွေကိုဖျက်ဆီးတိုက်ခိုက်နိုင်ပြီးသူ့ကိုပြန်မတိုက်ခိုက်မိမှာပဲပြန်လေထွက်ခွာလာနိုင်ပါတယ်။နောက်ပြီးသူ့ကိုအရေးကြီးတဲ့တည်င်းအချက်လက်တွေကိုမြန်မြန်ဆန်ဆန်စူးစောက်ဖို့အတွက်လည်းအသုံးပြုပါသေးတယ်။ဒါဟာအမေရိကန်ရဲ့ရန်သူတိုက်အတွက် Andre ဖြစ်စေပါတယ်။ အမေရိကန်ရဲ့ကြည်တဲ့နဲ့လေတဲ့တော့ဟာအမေရိကန်ကိုလာမချုပ်ရဲစေတဲ့အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ကဲဒီလိုဆိုရင်တတိယအကြောင်းရင်းကတော့ပိုပြီးကြောက်စရာကောင်းလိမ့်မယ်လို့မိတ်ဆွေတို့အနေနဲ့ခံမဲ့လို့ရနိုင်လောက်ပါတယ်။တတိယတစ်ခုကရေတဲ့ဟုတ်ပါတယ်အမေရိကန်ရဲ့ရေတဲ့ဟာအလွန်ကြီးမားပြီးစွန့်ရည်မြင့်မားပါတယ်။အမြဲတမ်းအသင့်ဖြစ်နေတဲ့လေရင်တင်သင်္ဘောစက်တစည်းနဲ့ရေတဲ့သင်္ဘော၄၈၀ကျော်ပိုက်ဆိုင်ထားပါတယ်။ လေနေသင်းဖော်3စီးပဲရှိတဲ့တရုတ်ထက်အမေရိကန်ကလေးစားနေပါပိုတာနေပါတယ်အမေရိကန်ရတက်မှာအဖြတ်သင်းဖော်အစင်း80ကျော်ရှိပြီးတရုတ်မှာတော့40ကိုစင်ပဲရှိပါတယ်နောက်ပြီးအမေရိကန်ရတက်မှာရင်ငုတ်သင်းဖော်60ကျော်လည်းရှိပါသေးတယ်အမေရိကန်ရတက်မှာကုန်းရဲနှစ်သွဲသွာလာနိုင်တဲ့သင်းဖော်တွေ cruiser စစ်သင်းဖော်တွေနဲ့ထောက်ပိုးသင်းဖော်တွေအပါအဝင်သင်းဖော်အမျိုးအစားများစွာရှိတဲ့အတွက်ကမ္ဘာပေါ်မှာရှိတဲ့ဘေးနီးယားကိုမဆိုရောက်အောင်တောနိုင်ပါတယ် အမေရိကန်ရေတပ်ရဲ့လေရင်တင်သင်းဘောတွေဟာကဘာပေါ်မှာအင်အားအကြီးဆုံးဖြစ်ပါတယ်အဲ့ဒီ carrier ကြီးတွေဟာရေပေါ်မျိုးတွေလိုပဲဖြစ်ပါတယ်တိုက်လေရင်တွေကင်းထောက်လေရင်တွေနဲ့ရဟတ်ရင်တွေကအစလေရင်အမျိုးအစားများစွာကိုတေဆောင်နိုင်ပြီးလွင့်တင်ပေးနိုင်ပါတယ်အမေရိကန်ရေတပ်ဟာအဲ့ဒီလေရင်တင်သင်းဖောတွေကိုကဘာပေါ်ကဘေးနေရာကိုမဆိုးလေတဲ့အခြေဆိုင်စခန်းတွေလိုမျိုးအသုံးပြုနိုင်ပါတယ်။နီမစ်အတန်းစားလေရင်တင်သင်းဖောတွေကိုနေရာအတော်များများမှာအသုံးပြုခဲ့ကြပါတယ်။ အသုံးပြုခဲ့တဲ့နေရာတွေကတော့လေပြားအနီးအနားကစီဒရာပင်လယ်ကွက်အိုလံပစ်အကစားပွဲတော်ကျင်းပစဉ်တောက်ကိုရီးယားကမ်းရိုးတဲ့ Southern Watch စစ်စင်ရေးကာလအတွင်း Iraq တောင်ပိုင်း Fairy Vigil စစ်စင်ရေးကာလအတွင်း Philippines Restore Hope စစ်စင်ရေးကာလအတွင်း Somalia Vigilant Sentinel စစ်စင်ရေးကာလအတွင်း Pasha ပင်လယ်ကွက် Decisive Endeavor စစ်စင်ရေးကာလအတွင်း Bosnia နဲ့ Herzegovina Allied Force စစ်စင်ရေးကာလအတွင်း Ionian ပင်လယ် Unified Assisted စစ်စင်ရေးကာလအတွင်း Indonesia Unified Response စစ်စင်ရေးကာလအတွင်း Haiti ကမ်းလောပင်လယ်တို့မှာအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပေါ်နေတဲ့အချိန်မှာဆိုရင်အဲ့ဒီလေရင်တင်သင်းဖောတွေဆိုတာလေရင်တင်သင်းဖောတိုက်ခိုက်ရေးအုပ်စုတွေရဲ့အစိပ်ပိုက်တွေပဲဖြစ်ပါတယ်။လေရင်တင်သင်းဖောတိုက်ခိုက်ရေးအုပ်စုတွေဟာအင်အားကြီးမားတဲ့သင်းဖောအုပ်စုတွေပဲဖြစ်ပါတယ်။အများအားဖြင့်အဲ့ဒီအုပ်စုတွေမှာမြင်တွေ့ရတာကတော့လေရင်တင်သင်းဖောတစ်စီးအနေဆွန်ခရူဇာစစ်သင်းဖောတစ်စီးအနေဆွန်ဖရီကိတ်စစ်သင်းဖောနှစ်စင်းဒါမှမဟုတ်ဖြတ်သင်းဖောနှစ်စင်းပါတဲ့ဖြတ်သင်းဖောအုပ်စု လင်းအစင်း80ကျော်တင်းဆောက်ထားတဲ့လင်းပြေလမ်းပါတဲ့လင်းတင်တင်ဖို့တစင်းတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား9500တော့ပဲဖြစ်ပါတယ်။အဲ့ဒီလင်းတင်တင်ဖို့တိုက်ခိုက်ရေးအုပ်စုတွေဟာအတော်လေးအင်အားကောက်လွန်နေပြီးအဲ့ဒီအုပ်စုတစုထဲကိုမြင်လာယုံနဲ့ဘေးရန်သူမဆိုကြောက်ရွံ့သောစင်မှာအမှန်ပဲဖြစ်ပါတယ်။အမေရိကန်ရတဲ့မှာလင်းတင်တင်ဖို့တိုက်ခိုက်ရေးအုပ်စု6စုပါရှိပါတယ်။အဲ့ဒီထဲကတိုက်ခိုက်ရေးအုပ်စု၈စုဟာအမေရိကန်ကယ်လီဖိုးနီးယား၊ဗာဂျီးနီးယားနဲ့ဝါရှင်တန်ပြည်နယ်တို့မှာအခြေစိုက်ကြပါတယ်။ အဲ့တိုက်ခိုက်ရေးအုပ်စု၈စုကတော့တိုက်ခိုက်ရေးအုပ်စု၁၃နဲ့၉တို့ဟာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယာဂိုတိုက်ခိုက်ရေးအုပ်စု၂၈နဲ့၁၁တို့ဟာဗာဂျီးနီးယားပြည်နယ်နော်ဖော့တိုက်ခိုက်ရေးအုပ်စု၁၁ကတော့ဝါရှင်တန်ပြည်နယ်အဘာရက်မှာရှိကြပါတယ်အမေရိကန်အခြေစိုက်မဟုတ်တဲ့တိုက်ခိုက်ရေးအုပ်စုကတော့တိုက်ခိုက်ရေးအုပ်စု၅ဖြစ်ပြီးဂျပန်နိုင်ငံယူကိုဆူကာမှာအခြေစိုက်ထားတာပဲဖြစ်ပါတယ် တခါရဲ့အုပ်စုစနစ်ကိုတော့ကဘာပေါ်မှာအကြီးဆုံးလေယာဉ်တင်သင်္ဘော USS Garrett of Fort ကဥဆောင်တာပဲဖြစ်ပါတယ်။အဲ့ဒီလေယာဉ်တင်သင်္ဘောဟာတိဆောက်ခဲ့မှုသမျှထဲမှာတော့အကြီးဆုံးစစ်သင်္ဘောလည်းဖြစ်ပါတယ်။အဲ့ဒီလေယာဉ်တင်သင်္ဘောတိဆောက်မှုကုန်ကျစရိတ်ကတော့စုစုပေါင်း American Dollar 68 Billion ကျော်ကုန်ကျခဲ့ပါတယ်။တိဆောက်ဖူးခဲ့သမျှစစ်သင်္ဘောတွေထဲမှာတော့တန်ဖိုးအကြီးဆုံးလို့ပြောရပါမယ်။နိုင်ရှင်ကြည့်မယ်ဆိုရင်တရုတ်ရဲ့အကြီးဆုံးလေရင်တင်ဖို့ရဲ့တိဆောက်မှုကုန်ကျစရိတ်9ဘီလီယံလောက်ပဲဖြစ်ပါတယ်။ USS Garrett R. Ford လေယာဉ်တင်သင်္ဘောကြီးဟာဆိုရင်တခြားသင်္ဘောတွေထက်တာလွန်တဲ့နည်းပညာအသစ်တွေနဲ့အဆင့်အမြင့်ဆုံးစင်သင်္ဘောပဲဖြစ်ပါတယ် သူရဲ့ synthetic တီထွင်ထားတာတွေကိုကြည့်မယ်ဆိုရင် the electronic magnetic aircraft launch system EMALS လျက်စစ်သံလိုက်လေယာဉ်တင်လွတ်တင်ရေးစနစ် advanced arresting gear AAG PR နှစ်ပါပြီးလေယာဉ်ကိုဘေးကင်းစွာရပ်တန့်စေနိုင်တဲ့စနစ်သင်းဖောလေပတ်ဖိုးနဲ့ထင်းသိမ်းမုန်းတွေပြုလုပ်ဖို့လူအရေအတွက်ကို short chart ပေးနိုင်တဲ့ automation လို့ခေါ်တဲ့အလိုလျောက်စနစ် American ရေထဲမှာ Ohio အတန်းစား nuclear စွန့်အိမ်သုံးရေငုပ်သင်းဖောများရှိပါတယ် အဲ့ဒီရေငုပ်သင်းဖော်တွေကိုရှားဖွေထောက်လန့်ဖို့အတော်လေးခက်ခဲပါတယ်တကယ်လို့ရန်သူတွေဟာသူတို့ကိုရှားတွေ့ခဲ့မယ်ဆိုရင်တော့အဲ့ဒါဟာအတော်လေးကိုနောက်ကျနေပြီပဲဖြစ်ပါတယ်အိုဟိုင်းယိုအတန်းစားရေငုပ်သင်းဖော်တွေမှာလက်နက်တွေကြီးကြီးမားမားတက်ဆင်ထားပါတယ် Traden 2ဒုံးကြီးအစင်းပေါင်း20ဒါမှမဟုတ် Tom Hawk Cruise ဒုံးကြီး150လေးစင်းတေဆောင်းနိုင်ပါတယ်အဲ့ဒါကိုချစ်ချင်းအားဖြင့် American ရေတပ်ဟာစွန်းအမီးတိုက်စစ်နဲ့ခံစစ်စွန်းရည်တွေကိုပေးစွန်းနိုင်တာပဲဖြစ်ပါတယ် အဲ့ဒီနေရာမှာရုရှားနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ရုရှားရဲ့ရင်ငုတ်သင်းဖွဲ့တွေဟာဒုံးကြီး16ဆင်းလောက်သာတေဆောင်နိုင်ဆုံးရှိတာပဲဖြစ်ပါတယ်။အဆိုပါရင်ငုတ်သင်းဖွဲ့တွေဟာဆိုရင်ပစိဖိတ်ရေတပ်အုပ်စုအတွက်ခိဆက်ရေတပ်အခြေစိုက်စခန်းနဲ့အမေရိကန်ရေတပ်တပ်ဖွဲ့တွေကွက်ကဲမှုအတွက်ဂျော်ဂျီယာမှာရှိတဲ့ Kings Bay ရင်ငုတ်သင်းဖွဲ့အခြေစိုက်စခန်းတွေမှာရှိကြပါတယ်။နောက်ထပ်ဒုံးကြီးတွေ အမေရိကန်ကိုသောရှုပ်လို့မရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ဒုံးကျည်တွေပဲဖြစ်ပါတယ်အမေရိကန်မှာစွန်းအမီဒုံးကျည်တွေများစွာရှိပြီးအဲ့ဒီထဲက NDA အများဆုံးကတော့တိုက်ချင်းပြစ်ဒုံးကျည် ICBMs တွေပဲဖြစ်ပါတယ်တိုက်ချင်းပြစ်ဒုံးကျည်တွေဟာဆိုရင်မိုင်ပေါင်း3400ကျော်ပြန်တန်းပစ်ခတ်နိုင်ပြီးအမေရိကန်ရဲ့တိုက်ချင်းပြစ်ဒုံးကျည်တွေကတော့မိုင်ပေါင်း6800အထိပစ်ခတ်နိုင်ပါတယ်ဆိုတာကတော့အမေရိကန်ဟာကမ္ဘာပေါ်မှာရှိတဲ့ဘယ်နေရာကိုမှစိုးတိုက်ခိုက်လို့ရနိုင်ပါတယ် အခုပြောပြမှာကတော့အမေရိကန်နိုင်ငံကနေတခြားနိုင်ငံတွေစီရောက်ဖို့ပြင်းများအကော်အဝဲတွေပဲဖြစ်ပါတယ် အမေရိကန်ကနေဘရာဇီးကို6548မိုင်အမေရိကန်ကနေပြင်သစ်ကို6863မိုင်အမေရိကန်ကနေဘော့စနီးယားကို9461မိုင်အမေရိကန်ကနေရုရှားကို9522မိုင်အမေရိကန်ကနေမြောက်ကိုရီးယားကို6428မိုင်အမေရိကန်ကနေအီဂျစ်ကို6826မိုင်အမေရိကန်ကနေတရုတ်ကို9239မိုင်အမေရိကန်ကနေအီရန်ကို9244မိုင်အမေရိကန်ကနေဘဟိုအာဖရိကကို9368မိုင် အမေရိကန်ကတည်းအိန္ဒိယနိုင်ငံကို6436မိုင်တော့ပဲဖြစ်ပါတယ်အမေရိကန်မှာအဲ့လိုမျိုးစွန်းအားမြင့်ဒုံးကျည်ပေါင်း400လောက်ရှိပါတယ် အဲ့ဒုံးကြီးတွေကိုအမေရိကန်နိုင်ငံမော်တနာမြို့မှာရှိတဲ့ Melstone လေတဲ့အခြေစိုက်စခန်းမြောက်ဒါခိုတာမြို့မှာရှိတဲ့ Minot လေတဲ့အခြေစိုက်စခန်းဝမိုင်းမှာရှိတဲ့ Francis E Warren လေတဲ့အခြေစိုက်စခန်းတို့လိုအခြေစိုက်စခန်းတွေမှာတော်လောက်ထားရှိပါတယ်အဲ့ဒုံးကြီးတွေကို Nuclear Hunter အဖြစ်အဓိကအသုံးပြုတာဖြစ်ပြီးလိုအပ်ပါကအမေရိကန်အနေဖြင့်ပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်တယ်ဆိုတာကိုပြသခြင်းအားဖြင့်တိုက်ခိုက်မှုတွေကိုကာကွယ်ပေးနိုင်ဖို့လည်းဖြစ်ပါတယ်နောက်ထပ်အမေရိကန်ရဲ့ Nuclear စွန့်ရည် အမေရိကန်ရဲ့နယူကလ িয়ার လက်နက်တိုက်ဟာဆိုရင်ကမ္ဘာစူပါပါဝါကိုစင်ခေါ်လာတဲ့နေရာမှာရင်ဆိုင်ဖို့အတွက်ဖြစ်ပါတယ်။2024ခုနှစ်အထိအမေရိကန်မှာနယူကလ িয়ার လက်နက်ပေါင်း9000ကျော်ရှိပြီးခုနကပြောခဲ့တဲ့တိုက်ချင်းပြစ်ဒုံးကျည်တွေဟာဆိုရင်တော့မပြောပါလောက်သေးပါဘူး။ရုရှားမှာလည်းအမေရိကန်လိုပဲနျူကလ িয়ার လက်နက်အများအပြားပိုက်ဆိုင်ထားပေမဲ့လည်းတရုတ်ကတော့နျူကလ িয়ার လက်နက်350လောက်သာရှိပါတယ်။အမေရိကန်နေနဲ့အဲ့နျူကလ িয়ার လက်နက်တွေကိုဘယ်လိုကိုက်တွေထိမ့်သိမ်းတက်ဖြန့်ထားတယ်လဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့သိချင်ကြပါလိမ့်မယ်။ American nuclear လက်နက်အများစုဟာဝေဟင်အခြေစိုက်ဖြစ်ပါတယ်။ဆိုလိုတာကသူတို့တွေကိုလေရင်တွေနဲ့သေယူပို့ဆောင်နိုင်တာပဲဖြစ်ပါတယ်။အဲ့လေရင်တွေဟာဆိုရင် B52 ဘုံးကျဲလေရင်အစီးရေ90လောက်နဲ့ B2 Spirit ကိုပျောက်ဘုံးကျဲလေရင်အစီးရေ20လောက်နဲ့တေဆောင်နိုင်ပြီးအဲ့ဒီဘုံးကျဲလေရင်တွေဟာဆိုရင် American လေတပ်ရဲ့အကြမ်းစားဘုံးကျဲလေရင်တွေပဲဖြစ်ပါတယ်။အရေးပါတဲ့ဒေတာတွေမှာလင်းရင်းမြမြတုံ့ပြန်ဆောင်ရွက်နိုင်စွန်းရှိစေဖို့အမေရိကန်ရဲ့နျူကလ িয়ার ဘုံးတွေကိုဥရောပတခွင်မှာဖြတ်ကျန်ထားပါတယ် အဒီနီနျူကလ িয়ার ဘုံတွေကိုနေတိုမဟာမိတ်အဖွဲ့ဝင်နိုင်ငံ၅နိုင်ငံမှရှိတဲ့လေတဲ့အခြေစိုက်စခန်း၆ခုမှာတက်ဖြန့်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီအခြေစိုက်စခန်းတွေကတော့ဘယ်လ်ဂျီယမ်မှာရှိတဲ့ Klemmbrugel လေတဲ့အခြေစိုက်စခန်း၊ဂျာမနီမှာရှိတဲ့ Bucher လေတဲ့အခြေစိုက်စခန်း၊အီတလီမှာရှိတဲ့ Avino နဲ့ GD လေတဲ့အခြေစိုက်စခန်း၊ Netherlands မှာရှိတဲ့ Bokkel လေတဲ့အခြေစိုက်စခန်း၊ Turkey မှာရှိတဲ့ Insulin လေတဲ့အခြေစိုက်စခန်းတို့ပဲဖြစ်ကြပါတယ်။ အဲ့ဒီလိုချစ်ချစ်ပြက်ပြက်တက်ဖြန့်ထားခြင်းကြောင့်အမေရိကန်ဟာတကမ္ဘာလုံးကချင်းချောက်မှုမန်သမျှကိုအလင်းအမြန်တုံးပြန်နိုင်စေမှာလည်းဖြစ်ပါတယ်။အဲ့ဒီအပြင်ကမ္ဘာတဝက်မှာအမေရိကန်ရဲ့စစ်အခြေစိုက်စခန်းပေါ်900ကျော်ရှိပါတယ်။နောက်ပြီးနျူကလ িয়ার လက်နက်တွေကလည်းအမြဲတမ်းအသင့်အနေထားမှာရှိနေပါတယ်။ဆက်ချင်းဖက်အနေနဲ့ဆိုရင်တရုတ်မှာအမြဲတမ်းအပြေးအဝလက်ပတ်နိုင်တဲ့အခြေစိုက်စခန်းတစ်ခုသာရှိပါတယ်။နောက်ထပ်နျူကလ িয়ার မဟုတ်တဲ့လက်နက်တွေ နျူကလ িয়ার ဘုံးတွေဟာစွန်းအားဖြင့်အဟန်တာတစ်ခုဖြစ်သလိုနျူကလ িয়ার မဟုတ်တဲ့ဘုံးတွေဟာလည်းအလားတူကြောက်စရာကောင်းနေပါတယ်အဓိကဥမာပြရမယ်ဆိုရင်အမေရိကန်လေထက်ကအသုံးပြတဲ့ပေါင်3000 6ချင်ရှိပြီးပြမဲ့စီကိုတိတိကျကျလက်ညွန်ပေးထားတဲ့ဘန်ကာဗတ်စတာကတော့ကျင်းဖြတ်စွန်းအားဖြင့်ဘုံးတနည်းအားဖြင့် Messi Ordnance Penetrator MOP ပဲဖြစ်ပါတယ် အဲ့ဒီ MOB ဘုံးဟာမြေအောက်ကတုံးချင်းတွေဥမင်လိုက်ကောက်တွေလိုမျိုးမြေအောက်မှာရှိတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးဖို့အထူးပြုလုပ်ထားတာဖြစ်ပြီးအရေးပါပြီးရှို့ဝဲတဲ့ပြစ်မှတ်တွေကိုချေမှုန်းဖို့ဖြစ်ပါတယ်။အဲ့ဒီစွန့်ရီဟာဆိုရင်မြေပြင်ပေါ်သို့မဟုတ်မြေအောက်မှာရှိတဲ့ဘေးရန်သူမဆိုလုံခြုံမှုမရှိနိုင်ဘူးဆိုတာပဲဖြစ်ပြီးစီးရဲနိပညာတွေမှာအမေရိကန်ရဲ့သားလွန်အောက်ကောက်မှုကိုပြသနေတာပဲဖြစ်ပါတယ်။ Messi Ordnance Penetrator MOB ဟာအစုလိုက်အပြုံလိုက်ရှိတဲ့လက်နက်တွေကိုပြင့်မဲ့ထားဖျက်ဆီးဖို့ပြုလုပ်ထားတာဖြစ်ပြီးမြေအောက်ထဲမှာ ရှိနေရင်တော့ဖျက်ဆီးနိုင်စွမ်းရှိပါတယ်မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတို့လိုမြောက်ကတောက်ချင်းတွေနဲ့အကာအကွယ်ယူထားတဲ့နျူကလ িয়ার ဆက်ယုံတွေကိုဖျက်ဆီးတဲ့နေရာမှာအဲ့ဒီလက်နက်ဟာမရှိမဖြစ်လိုအပ်မယ်လို့ယူဆပါတယ်။အီရန်ရဲ့နျူကလ িয়ার နေရာအချို့ဟာဆိုရင်မြေအောက်ပေနေရာလောက်မှာရှိလိမ့်မယ်လို့ခန့်မှန်းရပြီး MOB ဘုံးကတော့ကောက်ကောက်ကြီးထိုးပေါက်နိုင်ပါတယ်။ အဲ့ဒီဘုံကိုအမေရိကန်နိုင်ငံအိုကလာဟိုမားမှာရှိတဲ့ KME ကျောက်ဆဲယုံတယုံကနေထုတ်လုပ်တာဖြစ်ပြီးရခိုင်လက်ထက်လစဉ်သုံးဆပုံမထုတ်လုပ်နေပြီးဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကိုချင်းချောက်လာနိုင်တဲ့အန်ဒီကိုကိုက်တွေးဖြေရှင်းနိုင်ဖို့အမေရိကန်ကအာမခံချက်ပေးထားတာပဲဖြစ်ပါတယ်အမေရိကန်လက်နက်တိုက်မှာရှိတဲ့နောက်ထပ်ကြောင်းမတ်ဖွဲ့ကောက်တဲ့လက်နက်ကတော့ GBU 43 V Messi Ordnance Air Blast Bomb MOAV ဒါမှမဟုတ် Mother of All Bombs ဘုံအလုံးရဲ့မိခင်လို့ခေါ်တဲ့ဘုံပဲဖြစ်ပါတယ် သူ့ရဲ့နာမည်ကတော့အပြစ်ကင်းတယ်လို့ထင်ရပေမဲ့လည်းသူ့ရဲ့အဖက်စွမ်းအားကတော့ဘယ်သူနဲ့မှမတူပါဘူးသူ့ရဲ့အလဲချိန်ကပေါင်း1600အလဲချိန်ရှိပြီးကြီးမားခိုက်ခန့်တဲ့စစ်ဖက်ဆိုင်ရာအဆောက်အဦတွေဒါမှမဟုတ်ကြီးမားကြေပြန့်တဲ့မိုက်ခွင်းတွေကိုရှင်းလင်းဖို့အထူးပြုလုပ်ထားတာပဲဖြစ်ပါတယ် MOAB ဘုံရဲ့တက်ရောက်မှုနဲ့ပောက်ကွဲမှုပြင်းအားကတော့တမိုင်းအထက်မှာရှိပြီးပောက်ကွဲမှုနှုန်းကတော့ TNT ရန်ပြင်းအားရဲ့စက်တဒဏ်နဲ့ညီမျှပါတယ် MOAB ဟာ MOP လို့တော့မြေပြင်ကိုထိုးပေါက်ဝင်ရောက်နိုင်မှုမရှိပေမဲ့လည်းဂူတွေဘန်ကာတွေနက်ချိုက်တဲ့၆တောက်ကြားတွေလိုနေရာမျိုးကမြေပြင်ပြစ်မှတ်တွေကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ပါတယ်။သူကိုအာဖဂန်နစ္စတန်နဲ့အီရတ်တို့မှာတီးတသာအုံပြုတ်ခဲ့ပြီးအခိုင်အမာတိဆောက်ထားတဲ့နေရာတွေနဲ့အထားစီတွေကိုရှင်းလင်းတဲ့နေရာမှာမရှိမဖြစ်လိုအပ်တယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။တကယ်လို့လူလိုက်ပါပြီးဘုံကျဲတက်ခိုက်မှုတွေနဲ့မလုံလောက်သေးဘူးဆိုရင် American စစ်တပ်မှာတိကျတဲ့မောက်သူမဲ့လေရင် UAV တွေလည်းရှိပါသေးတယ် မောက်သူမဲလေရင် drums တွေအကြောင်းကိုပြောရမယ်ဆိုရင်အမေရိကန်ရဲ့မောက်သူမဲလေရင်တွေဟာပြိုင်ဖက်ကင်းတိကျမှုကိုဖျောက်နိုင်မှုနဲ့အတူစစ်စင်ရဲတွေကိုဆောင်ရွက်နိုင်စွမ်းရှိလို့တပ်ဖွဲ့ဝင်တွေအတွက်လည်းအန်ဒီယနေပါစေပါတယ်မောက်သူမဲလေရင်တွေဟာခစ်သစ်စစ်ပွဲတွေမှာမရှိမဖြစ်အရေးပါလာပြီးဖြစ်ပြီးအမေရိကန်ရဲ့စစ်ရဲလွှမ်းမိုးမှုကိုပုံမခိုင်းပါစေပါတယ်ဂျုံးတွေဟာအမေရိကန်စစ်ဗျူဟာအတွက်ပြောင်းလဲလာတဲ့စက်ကရီယာတစ်ခုဖြစ်ပါတယ် ယနေ့ခေတ်အမေရိကန်စီလနဲ့တိုက်မှာရှိတဲ့အထင်ရှားဆုံးနဲ့ဆွေးဆုံသုံးကြိယာတွေထဲကတစ်ခုကတော့ drone ဒါမှမဟုတ်မောက်သူမဲလေရင် UAV တွေပဲဖြစ်ပါတယ်အစားပိုင်းမှာတော့ drone တွေကိုစောင့်ကြည့်ဖို့နဲ့ထောက်လန်းဖို့အတွက်အဓိကအသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့လေစတင်ဘာစစ်တရတိုက်ခိုက်မှုအပြီးမှာတော့ drone တွေရဲ့အခန့်ကဏ္ဍဟာတီးတတားကြေပြန့်လာခဲ့ပြီးရန်သူတိုက်ခိုက်ရဲ့သမားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ဖို့အတွက်ပြောင်းလဲလာခဲ့ပါတယ် အဲ့ဒီလိုပြောင်းလဲလာမှုကတော့အကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ကမ္ဘာလုံးဆိုင်ရာစစ်ပွဲအထူးသဖြင့်အာဖဂန်နစ္စတန်၊အီရန်နဲ့အရှေ့လေဘက်ဒေသတစ်လျှောက်လိုမျိုးဒေသတွေမှာတိုက်စစ်ဆောင်ရွက်ဖို့အမေရိကန်ရဲ့အရေးပါတဲ့အစိပ်ပိုက်အဖြစ် drones တွေကိုပြုလုပ်ခဲ့ပါတယ်။2024ခုနှစ်အရအမေရိကန်မှာမောက်သူမဲ့လေယာဉ်ပေါင်း16000ကျော်နဲ့ကမ္ဘာပေါ်မှာအကြီးမားဆုံး drone တပ်ဖွဲ့တစ်ခုကိုပိုက်ဆိုင်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီ drone တွေကိုအမျိုးအစားနှမျိုးခွဲပြီးအသုံးပြုပါတယ်။ ်ပထမအမျိုးအစားကတော့တည်င်းအချက်လက်စူးစောက်ခြင်းရန်သူရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခြင်းနဲ့ကွက်ကဲမှုယူနစ်တွေကိုအချိန်နဲ့တပြည့်ညီတည်င်းအချက်လက်တွေပေးပို့ခြင်းမှာအသုံးပြုတဲ့ drone တွေပဲဖြစ်ပါတယ်ဒုတိယအမျိုးအစားကတော့မြေပြင်တပ်သားတွေရဲ့အသက်အန္တရာယ်ကိုမထိခိုက်စေဘဲအရေးကြီးပြစ်မှတ်တွေကိုခြေမှုနိုင်စေဖို့တိကျတဲ့စွန့်ရည်တွေရှိတဲ့တိုက်ခိုက်ရေး drone တွေပဲဖြစ်ပါတယ် အမေရိကန်စစ်တပ်ရဲ့ကြည်ရည်လေး Marine တပ်တွေဟာအဲ့ဒီမောက်သူမေလေရင်တွေကိုတိုက်ခိုက်ရဲနဲ့စစ်စင်ရဲ့အခြေအနေအမျိုးမျိုးတို့ပေါက်ဆက်ထားတဲ့ drone နည်းပညာမှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားပါတယ် Lockheed Martin Company ကထုတ်လုပ်တဲ့ RQ-170 Sentinel drone ဟာဆိုရင်တရင်အချက်လက်စူးစောက်ခြင်း၊ရန်သူကိုစောင့်ကြည့်ခြင်း၊ပြစ်မှတ်ရှာဖွေခြင်းနဲ့ကင်းထောက်ခြင်းတို့အတွက်အဓိကအသုံးပြုတဲ့အစင်းမြင့် drone ပဲဖြစ်ပါတယ်။အဲ့ drone ဟာ2009ခုနှစ်ကတည်းကအသုံးပြုခဲ့တာဖြစ်ပြီး CIA အတွက်အဓိကလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ RQ-170 Sentinel အစီးရေ20ကနေ30လောက်ထုတ်လုပ်ခဲ့ပြီးသူတို့ကိုအာဖဂန်နစ္စတန်နဲ့တောက်ကိုရီးယားတို့လိုဒေသအသီးသီးမှာတပ်ဖြန့်ထားခဲ့ပါတယ်။အဲ့ drone ဟာ jet တိုက်လေယာဉ်ပါဝါနဲ့မြန်နှုတ်မြင့်ပြန်တန်းနိုင်တဲ့ကိုပြောက် drone ဖြစ်ပြီးသူဟာရှုဝဲထောက်လဲခြင်း၊ကင်းထောက်ခြင်း၊ mission တွေအပြင် radio, radar နဲ့တခြားအချက်ပြောင်းမှုတွေကိုကြားဖြတ်ဖမ်းယူပြီးတည်င်းအချက်လက်စူးစောက်ခြင်းအတွက်အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ MQ-9 Reaper လို့ခေါ်တဲ့ drone ပဲဖြစ်ပါတယ်။အဲ့ drone ကတော့တိကျတဲ့တိုက်ခိုက်မှု mission တွေအတွက်အထူးထောက်လုပ်ထားတဲ့တိုက်ခိုက်ရေး drone ပဲဖြစ်ပါတယ်။သူမှာ Hellfire ငရေမင်းလို့ခေါ်တဲ့ဒုံးကျည်တွေနဲ့ laser လမ်းညွန်ဘုံးတွေလိုမျိုးအကောက်တဲ့လက်နက်တွေတက်ဆင်ထားပါတယ်။ MQ-9 Reaper drone ဟာခီးဝဲတွေတော့ရောက်တိုက်ခိုက်မှုတွေပြုလုပ်နိုင်ပြီးဝေဟင်မှာအချင်းအကြာကြီးရှိနေနိုင်လို့တိုက်ခိုက်ရေးဇွန်တွေမှာ view ဟာမြောက်အသာချက်တွေကိုပေးစွန်းနိုင်ပါတယ်။ MQ9 Reaper drone ဟာအထူးသဖြင့်အရှေ့လေပိုက်ဒေသတွေမှာ American စစ်တပ်ရဲ့စစ်စင်ရေးအတွက်အဓိကအစိပ်ပိုက်တစ်ခုဖြစ်လာပြီးအရေးပါတဲ့ပြစ်မှတ်တွေကိုရှင်းလင်းတဲ့နေရာမှာမကြာခဏအသုံးပြုလဲရှိပါတယ်။ MQ9 Reaper drone ကိုထောက်လဲမှုနဲ့ထိုးစစ်ဆင်မှုပေါက်ဆက်ထားလို့ခေတ်သစ်စစ်ပွဲတွေမှာတန်ဖို့မပြတ်နိုင်တဲ့လက်နက်တစ်ခုဖြစ်လာစေပါတယ်။ MQ9 Reaper မောက်သူမဲလေရင်ဟာခမန်းရေမိုင်းတထောင်လောက်ခီးဝဲတော့ရောက်နိုင်ုံတမကပေ25000မှာအချင်းကြာမြင့်စွာထောက်လဲလုပ်ငန်းတွေလှောက်ဆောင်နိုင်မှုကြောင့်လဲထင်ရှားပါတယ်သူကိုလက်နဲ့အပြည့်အစုံတက်ဆင်ပြီးဝေဟိမ23နာရီရှိနေနိုင်ပါတယ်။ကျွမ်းကျင်သူတွေက drone တွေဟာခေတ်သစ်စစ်ပွဲအတွက်ဖြစ်တယ်လို့ယုံကြည်ထားကြလို့ American အနေနဲ့ drone နည်းပညာမြင့်တင်တဲ့နေရာမှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒရုန်းနည်းပညာမှာအမေရိကန်စစ်တပ်ရဲ့စိတ်လုံရှားစရာအကောင်းဆုံးတိုးတက်မှုတွေထဲကတစ်ခုက Boeing MQ-25 Stingray drone ပဲဖြစ်ပါတယ်။အဲဒီ drone ဟာပြန်တန်းနေစဉ်တခြားလေယာဉ်တွေကိုလောက်စားဖြစ်ပေဖို့ဒီဇိုင်းထောက်လုပ်ထားတဲ့ပထမဦးဆုံးမောက်သူမဲ့စီဖြစ်လေယာဉ်ဖြစ်လို့ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။အဲ့ drone ဟာတိုက်လေရင်တွေဘုံကျစ်လေရင်တွေနဲ့တခြားလေရင်တွေစစ်စင်ရေးဆောင်ရွက်နေစဉ်အတွင်းမှာ အခြေစိုက်စခန်းတွေကိုပြန်သောစရာမလိုပဲလောက်စားဖြစ်ပေးနိုင်မှာလည်းဖြစ်ပါတယ် လက်ရှိမှာတော့ MQ-25 Stingray drone ကိုစမ်းသပ်နေဆဲဖြစ်ပြီး2026ခုနှစ်မှာစတင်လည်ပတ်နိုင်မယ်လို့မျှော်လင့်ရပါတယ်။နောက်ဆုံးအနေနဲ့ American စစ်သားတွေရဲ့အမိုက်စာလက်ကျင်းမှုတွေပဲဖြစ်ပါတယ်။ American စစ်တပ်မှာလူအင်အားအများအပြားမရှိပေမဲ့လည်းကမ္ဘာပေါ်မှာကျွမ်းကျင်မှုအရှိဆုံးနဲ့စစ်ကင်အကောင်ဆုံးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ American စစ်သားတွေဟာတိုက်ပွဲတွေမှာသူတို့ရဲ့ထိရောက်မှုအတွေ့ရုပ်ပိုက်ဆိုင်ရာကြက်ခိုင်မှုနဲ့စိတ်ပိုက်ဆိုင်ရာကြက်ခိုင်မှုနှစ်ခုစလုံးကိုမြင့်တင်နိုင်ဖို့ကြည်ကြည်ပြတ်ပြတ်လစ်လာမှုတွေပြုလုပ်ထားကြပါတယ်။ အမေရိကန်တဝမ်းမှာ NDA အရှိဆုံးနဲ့စွန့်ဆောင်နိုင်စွန့်အရှိဆုံးအထူးစစ်စင်ရဲ့တပ်ဖွဲ့အဖြစ်လူသိများတဲ့လက်ရွေးစင်တပ်ဖွဲ့ကတော့ American Navy Cells တွေပဲဖြစ်ပါတယ်။ US Navy Cell အဖွဲ့မှာ American ရေတပ်ရဲ့တပ်ဖွဲ့ဝင်တိရခိုင်နှုန်းလောက်သာပါဝင်ပေမဲ့လည်းကဘာပေါ်မှာအထူးလက်ကျင့်တင်ကြပြီးကြောက်ဖို့အကောင်းဆုံးအထူးစစ်စင်ရဲ့တပ်ဖွဲ့အဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ ဲ့ဒီတပ်ဖွဲ့ဝင်တွေဟာမြေပြင်ရေပြင်နဲ့ဝေဟင်တို့မှာစစ်စင်ရဲ့ဆောင်ရွက်နိုင်စွရှိတဲ့လူသိများတဲ့သူတို့ရဲ့လက်ချင်းမှုတွေဟာအခက်ခဲဆုံးနဲ့အထိခိုက်မခံတဲ့မရှင်တွေကိုဆောင်ရွက်နိုင်ပါတယ် basic underwater demolition cell လို့ခေါ်တဲ့အခြေခံရေအောက်ဖြိုခွဲခြင်းလစ်ကျင်ရဲ့အစီအစဉ်ဟာကမ္ဘာပေါ်မှာအကြမ်းတမ်းဆုံးသောလစ်ကျင်ရဲတွေထဲကတစ်ခုဖြစ်ပြီးရုပ်ပိုက်ဆိုင်ရာနဲ့စစ်ပိုက်ဆိုင်ရာကက်သက်ချက်တွေကိုတွန်းပို့ပေးနိုင်ပါတယ်။သင်တန်းသား25ရာခိုင်နှုန်းလောက်သာအဲ့ဒီလစ်ကျင်မှုအစီအစဉ်ကိုပြီးမြောက်အောင်မြင်နိုင်ကြပါတယ်။ အဲ့ဒီလက်ချင်းရဲ့အစီအစဉ်ရဲ့အခက်ခဲဆုံးအပိုက်ကအနာယူမှုအနေငယ်နဲ့အပြင်းထန်ဆုံးရုပ်ပိုက်ဆိုင်ရာစံသက်မှုတွေပါဝင်တဲ့ခက်ခဲကြံ့တဲ့ငါးရတားစံသက်မှုဒါမှမဟုတ် Hell Week ငရေခမ်းရသက်တပတ်လို့ခေါ်တဲ့လက်ချင်းရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အဲ့ဒီလက်ချင်းမှုဟာတင်တဲ့သားတွေရဲ့ခန္ဓာရဲ့အဆုံးအစွန်ထိရောက်စေရန်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သင်တန်းသား85ရာခိုင်နှုန်းအဲ့ဒီစမ်းသပ်မှုကိုမအောင်မြင်ကြပါဘူး။ Navy Cell ရဲ့မစုံမနစ်သောလှုပ်ဆောင်မှုစိတ်ပိုက်ဆိုင်ရာကြံ့ကြက်ခံနိုင်မှုနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းရှိမှုတွေဟာဘေးအခြေအနေမျိုးမှာမဆိုရှုပ်ထွေးတဲ့မီရှင်တွေကိုလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။အကြမ်းဖက်မှုတံပြန်တက်ခါရဲ့ဒစားခံကေတင်ရဲ့ NDA မြစ်မာတဲ့စစ်စင်ရဲတွေမှာသူတို့ရဲ့ပြိုင်ဖက်ကင်ကျွမ်းကျင်မှုတွေကြောင့် American စစ်တပ်လွှမ်းမိုးမှုကိုထိမ့်သိမ်းတဲ့နေရာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့တိုက်ပွဲတွေ့ကြုံကလည်းအာသာချက်တွေထဲကတခုဖြစ်ပါတယ်။ကမ္ဘာစစ်ပွဲတွေကလည်းတောက်ချန်းသူနီနင်းရဲ့အထိပဋိပက္ခတွေများစွာမှာဆေစုနစ်ပေါင်းများစွာပါဝင်ပတ်သက်မှုတစ်လျှောက်လုံးမှာလည်းအမေရိကန်စစ်တပ်ဟာသူ့ရဲ့စွန့်ရည်ကိုမြင့်တင်ခဲ့ပြီးအမြဲတမ်းပြောင်းလဲနေတဲ့နိဗျူဟာတွေနဲ့နိပညာတွေကိုလိုက်လျှောညီထွေဖြစ်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ အဲ့လိုတိုက်ပွဲအတွေ့အကြုံတွေဟာအမေရိကန်စစ်တပ်အနေနဲ့စင်ခေါ်မှုတွေများစွာကိုရင်ဆိုင်နိုင်စေခဲ့ပြီးသူ့ရဲ့တာလွန်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့အဆက်မပြတ် တိုးတက်မှုတွေဖြစ်စေပါတယ်စစ်တိုက်ပွဲ၊ဘီနယ်စစ်ပွဲ၊ဒါမှမဟုတ်အီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေမှာအမေရိကန်စစ်တပ်ဟာအပြင်းထန်ဆုံးစင်ခေါ်မှုတွေရှိတဲ့ပဋိပက္ခတချို့မှာလိုက်လျှော့ညှိထွေဖြစ်အောင်စမ်းသစ်တွေ့ထွင်မှုနဲ့ကြော်လွှားနိုင်မှုတွေကိုပြသခဲ့ပါတယ်။ အဲ့ဒီလိုမျိုးရှင်ပြိုင်နိုင်စွန်းကိုထိမ့်သိမ့်ဖို့နဲ့မြစ်တိမ်ဖို့အတွက်အမေရိကန်စစ်တပ်ဟာအစင်းမြင့်စစ်စင်ရေးလက်ကျင်းမှုမှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားပါတယ်။ Joint Readiness Training Center JRTC နဲ့ National Training Center NTC တို့ဟာတပ်ဖွဲ့ဝင်တွေအတွက်အရေးကြီးတဲ့လက်ကျင်းရေးစင်တာတွေပဲဖြစ်ပါတယ်။အဲ့ဒီလက်ကျင်းရေးစင်တာတွေမှာတကယ့်ကမ္ဘာတိုက်ပွဲအခြေအနေကိုအတူယူပြီးဖြစ်ပေါ်လာနိုင်တဲ့စင်ခေါ်မှုတွေအတွက်အမေရိကန်တပ်ဖွဲ့တွေကိုအမြဲတမ်းပြင်ဆင်ထားပါတယ်။ ဆေဇုနစ်များစွာစစ်စင်ရဲတွေဖျက်သက်ခဲ့ရတဲ့အမေရိကန်ရဲ့တိုက်ပွဲအတွေ့အကြုံတွေကြောင့်အမေရိကန်စစ်တပ်ကို short track ထားလို့တော့မရပါဘူး။အမေရိကန်စစ်တပ်ကိုသောရှုပ်လို့မရတဲ့နောက်ဆုံးအချက်တစ်ချက်ကတော့အမေရိကန်မှာမမြင်နိုင်တဲ့ကဘာကိုချပြမထားတဲ့လက်နက်တွေ၊ဤပညာတွေနဲ့ဤပြူဟာတွေပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ကြီးမားတဲ့လက်နက်တိုက်နဲ့ခင်မင်စီးရဲစွန့်ရည်တွေအကြောင်းကဘာကသိနေပေမဲ့လေဝက်ဖဲတွေများစွာကြန့်ရှိနေပါသေးတယ်။ အမေရိကန်ဟာ2025ခုနှစ်မှာသုတေသနဖွံ့ဖြိုးတိုးတက်မှုစံသက်မှုနဲ့အကဲဖြတ်မှုတွေအတွက်ဒေါ်လာ143.2ဘီလီယံခွဲဝယ်သုံးစွဲဖို့စီစဉ်ထားပါတယ်အဲ့ဒီလိုကြီးမားတဲ့ယင်းနှင်းမြုံနယ်မှုဟာထုတ်ဖော်မပြသနိုင်တဲ့ဤပညာအသစ်တွေစင်ဆက်မပြတ်ဖွဲ့ဖြိုးတိုးတက်နေတယ်ဆိုတာသိချနေပါတယ်။ဆိုလိုတာကတော့ American စစ်တပ်ရဲ့အနာဂတ်အလားအလာဟာခမန်းရခက်ခဲတာပဲဖြစ်ပါတယ်။ အမေရိကန်ဟာကစားပွဲကိုပြောင်းလဲသွန်းနိုင်တဲ့လက်နက်ဓမ္မမဟုတ်မဟာဗျူဟာတွေကိုထုတ်ဖော်ပြသနိုင်မယ်လို့ယူဆထားရမှာပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ထုတ်ဖော်မပြသဘူးဆိုတာကိုသိတာထင်ရှားတဲ့အဟန်တာတစ်ခုဖြစ်စေပါတယ်။ရဲသူတွေဟာအမေရိကန်ရဲ့မြင်သာတဲ့စွန့်ရည်တွေကိုသတိပြုမိပေမဲ့လည်း welfare တွေအတွက်တော့ကြိုတင်ပြင်ဆင်လို့မရနိုင်ပါဘူး။မမြင်ရသေးတာကိုကြောက်ရွံ့နေတာဟာအတားအဆီးတစ်ခုဖြစ်စေပါတယ်။အဲ့ဒါဟာအမေရိကန်စစ်တပ်အနေနဲ့အလားအလာရှိတဲ့ရန်သူကိုရက်တန့်သောစေဖို့ might gain တခုဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအကြောင်းရင်းတွေကိုမိတ်ဆွေတို့အနေနဲ့သုံးသက်ကြည့်မယ်ဆိုရင်မမြင်နိုင်သေးတဲ့စွန့်ရည်တွေနဲ့အတူအင်အားကြီးမတဲ့ American စစ်တပ်ကိုစင်ခေါ်တာဟာဆိုးရွားတဲ့အကြံဖြစ်လင့်မယ်ဆိုတာအသေးချာပဲဖြစ်ပါတယ်။ကဲဒီလိုဆိုရင်မိတ်ဆွေတို့ရောဘယ်လိုထင်ကြပါသလဲ။ခုနကပြောပြခဲ့တဲ့အကြောင်းရင်းတွေထဲကဘယ်ဟာကမိတ်ဆွေတို့အတွက်အထင်ရှားဆုံးဖြစ်မယ်ထင်ပါသလဲ။ American စစ်တပ်ရဲ့ရှိုးဝဲမှုနဲ့စွန့်ရည်တွေဟာရန်သူတွေကို NDA ရှိတဲ့လောက်ရက်တွေလောက်ဆောင်ချင်းကနေဟန်တာဖို့လုံလောက်နိုင်မဲလို့မိတ်ဆွေတို့ယုံကြည်ကြပါရဲ့လား။ ကွန်မန့်မှာပြောပြတော့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်